ူတပိုင်းမြင်းတပိုင်းတတဝါနဲ့ပတ်သက်တဲ့ဂရိတန္တရီပုံမြင်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဟိုးရှိရှိတုန်းကတောလက်ကြီးထဲမှာလူတပိုင်းမြင်းတပိုင်းဖြစ်တဲ့စင်တော်မျိုးနယ်စုကြီးတစ်ခုနေထိုင်ကြပါတယ်။စင်တော်အများစုဟာရိုင်းဆိုင်ပြီးစိတ်လိုက်မှန်ပါနေတတ်ကြပေမဲ့သူတို့ထဲမှာပညာရှိပြီးစိတ်ထားကောင်းတဲ့စင်တော်ဆရာကြီးတဦးရှိပါတယ်။သူကတော့ခိုင်ယုံပါဖိုလိုတောလက်ကြီးနဲ့မနီမဝေးမှာတော့လူသားတွေနေထိုင်တဲ့လက်ပြနိုင်ငံရှိပါတယ်။လက်ပြနိုင်ငံကိုမြို့တော်ရဲ့နယ်မြေတွေကိုရှိနေပါတယ်။ နေနမိတ်မှာမာရီနာလို့ခေါ်တဲ့စိတ်ထားမကောင်းတဲ့မော်ဆီယာမတယောက်ကနေထိုင်ပါတယ်မာရီနာဟာစင်ဒိုရီရဲ့ခွန်အားကြီးမားမှုကိုအားကြပြီးသူတို့ကိုအစီခံဖြစ်အသုံးပြုခြင်းနေသူပါ တနေ့မှာတော့မာရီနာဟာလှည့်ဖြားတဲ့မှော်ပညာကိုတုံးပြီးမြို့သူမြို့သားတွေရဲ့စိတ်แท้ကိုစင်းတော်တွေဟာရက်ဆက်ကြမ်းကြုတ်ပြီးလူသားတွေကိုဖျက်ဆီးကျင်နေတဲ့ဘီလူးတွေပဲဆိုတဲ့အစိတ်တောက်တွေကိုထည့်ပေးလိုက်ပါတယ်။မာရီနာရဲ့လှည့်စားမှုကြောင့်လက်ပြနိုင်ငံသားတွေဟာစင်းတော်တွေကိုကြောက်ရွံ့မုန်းတီးလာပြီးရန်သူအဖြစ်သဘောထားလာကြပါတယ်။အခုချိန်မှာလက်ပြနိုင်ငံရဲ့네ချားမြို့လေးမှာတော့တီရွန်လို့ခေါ်တဲ့စိတ်ရင်းကောင်းပြီးတတိရှိတဲ့လူငယ်လေးတယောက်ရှိပါတယ်။တီရွန်ဟာမုတ်ဆိုးတူဖြစ်ပြီးတောနဲ့ထဲကို မကြာခဏဝင်ရောက်လေ့ရှိတာကြောင့်စင်တော်တွေဟာတကယ်တမ်းမာရီနာပြောသလိုနိုင်ဆိုင်ချမ်းကျုပ်ခြင်းမရှိဘူးဆိုတာသိနေပါတယ်။အထူးသဖြင့်စင်တော်ဆရာကြီးခိုင်ရွန်ဟာဒဏ်ရာရတဲ့လူသားတွေနဲ့တိရစ္ဆာန်တွေကိုကူညီကူတာပေးတတ်တယ်ဆိုတာကိုသူမြင်ဘူးခဲ့ပါတယ်။ တညမှာမာရီနာဟာသူ့ရဲ့အကြံကိုအကောင့်ထဲပို့ဖို့စင်တော်ရီရဲ့တောအုံနာကရွာငယ်လေးကိုမော်ပညာနဲ့မီးရှို့လိုက်ပါတယ်ပြီးတော့စင်တော်ရီကတိုက်ခိုက်နေတဲ့ဆိုတဲ့ပုံစံမျိုးဖန်တီးလိုက်ပါတယ်ဒေါသထွက်နေတဲ့လက်ပစ်စစ်တီတွေဟာလက်နက်တွေနဲ့စင်တော်ရီရဲ့နေမြေတဲကိုဝင်ရောက်တိုက်ခိုက်ပါတော့တဲ့စစ်ပွဲကပြင်းထန်ပြီးစင်တော်ရီဟာသူ့တို့အတက်ကိုကာကွယ်ဖို့အတွက်ကြမ်းတမ်းစွာပြန်လည်တိုက်ခိုက်ကြပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့တီရွန်ကတော့အမှန်တရားကိုတီးဖို့ကြိုးစားပါတော့တဲ့သူဟာစင်တော်ဆရာကြီး ခံယုံကိုတွားရောက်တွေ့ဆုံပြီးအဖြစ်မှန်ကိုစုံစမ်းပါတဲ့ခံယုံကငါတို့စင်တော်တွေဟာလူသားတွေနဲ့ငြင်းချမ်းစွာအတူနေချင်းခဲ့တာပါတီရွန်ဟာဒါပေမဲ့တစုံတစ်ယောက်ကလူသားတွေရဲ့စိတ်ကိုအစိတ်ခတ်ထားတယ်မိရှုမှုကငါတို့လက်ချက်မဟုတ်ဘူးလို့ရှင်းပြပါတယ်ဒီနောက်မှာတီရွန်ဟာမာရီနာရဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ဖို့ကြိုးစားပါတယ် တီရွန်ဟာမျက်မှောင်လက်တဲ့အခါမာရီနာရဲ့မော်ကူကိုခိုးဝင်သွားပြီးမိရှုမှုအစပြုခဲ့တဲ့မာရီနာရဲ့မော်ပစ္စည်းမော်ကြောက်တုံးကိုရှာဖွေတွေ့ရှိသွားပါတယ်။တီရွန်ဟာအဲ့ဒီမော်ကြောက်တုံးကိုယူပြီးစစ်ဖြစ်နေတဲ့စင်တော်နဲ့လူသားတွေကြားထဲရဲရဲဝံ့ဝံ့ဝင်ရောက်သွားပါတယ်။ဒီမှာကြည့်ကြ ဒီမော့ကြောက်တုံးဟာမာရီနာဆိုတဲ့မော့ဆီယာမရဲ့လက်ချက်ဆိုတာတက်တည်ပြတယ်သူဟာငါတို့လူသားတွေနဲ့စင်တော်တွေရန်ဖြစ်အောင်ဖန်တီးခဲ့တာငါတို့အားလုံးကိုသူကလှည့်စားခဲ့တာပဲလို့အမတ်တရားကိုဖွင့်ထုတ်ပြောဆိုလိုက်ပါတဲ့တီရွန်ရဲ့စကားကိုယုံကြည်စေဖို့အတွက်ခိုင်ရွန်ကလည်းလူသားကောင်းဆောင်တယောက်ကရောက်လာပြီးသူတို့ရဲ့ဘက်မှာယူသားတဲ့စေတနာသာရှိတယ်ဆိုတာကိုတက်တည်ပြပေးပါတယ် မာရီနာရဲ့လှည့်စားမှုပေါ်ပေါက်သွားတဲ့အခါလက်ပစ်စစ်တီတွေဟာတိုက်ပွဲကိုရပ်တန့်လိုက်ပြီးမော်ဆီယာမောက်ကိုဝိုင်းဝန်းဖမ်းဆီးသွားပြီးသူ့ရဲ့မော်ပညာတွေကိုဖျက်ဆီးပစ်လိုက်ပါတဲ့စစ်ပွဲဟာပြီးဆုံးသွားပြီးစင်တော့ဆရာကြီးခိုင်ရုံနဲ့သူ့ရဲ့ကောင်းတီရုံတို့ရဲ့ကြိုးပမ်းမှုကြောင့်လူသားတွေနဲ့စင်တော့တွေကြားမှာငြင်းကြမ်းရေးပြန်လည်ရရှိသွားပါတယ်ဒီပုံမြင်ကနေပြီးစိတ်ထားမကောင်းတဲ့သူတွေရဲ့လှည့်စားမှုတွေဟာဘလို့ပုံစံမျိုးနဲ့ပဲဖြစ်စေယူသားဖြောက်မတဲ့သူတွေရဲ့တတိနဲ့ပညာရှိတဲ့သူတွေရဲ့ဉာဏ်ပညာတွေကအမှန် တရားကိုဖော်ထုတ်နိုင်ပြီးငြိမ်းချမ်းရေးကိုဆောင်ကျဉ်းပေးနိုင်တယ်ဆိုတာကိုမမေ့ပါနဲ့